အားလုံးမင်္ဂလာပါဗျဒီနေ့မှာတော့ internet ကိုသုံးတဲ့လူတိုင်းအတွက်တည်ထားတဲ့ online အသံ၅မျိုးနဲ့ပြဿနာတွေကိုမဖြစ်အောင်ခံဝင်နိုင်တဲ့နည်းလမ်းတွေကိုဒီမှာကိုရှင်းလင်းပေးသွားမယ် internet မှာ fake account တွေရထင်မှားလောက်အောင်များနေပါတယ် သူတို့ကချစ်ကြိုက်တယ်လို့ပြအလုံးကံလန်းတယ်လို့ပြဆောင်ရွက်ပြီးမယ်သူလို့ပြဒါကတော့စကမ်ဖြစ်နိုင်တယ်တပ်ပြီး phishing link တွေက click here for gift လို့ပြောပြီး click တဲ့ channel password bank info personal data မတိမတာဖြုတ်သွားနိုင်ပါတယ်မတိတဲ့ link မနေပဲမတိတဲ့သူက message လောက်လိုက်ရင် reply မလုပ်ပဲ block လောက်လိုက်ပါ social media မှာ reaction comment message တွေနဲ့တယောက်ကိုစိတ်ထိခိုက်အောင်လုပ်တာကို cyber bullying လို့ခေါ်ပါတယ်။ဒီအရာစိတ်ကြိုက်ရောကနေစဉ်ဘဝထိခိုက်မှုလူဆက်ဆံရေးနှိမ့်ချမှုအထိဦးတည်နိုင်ပါတယ်။ bullying လုပ်တဲ့သူတွေကို block report လုပ်ပါ comment section တွေကို limit ချထားဖို့လည်းအကြံပြုပါတယ်။ online မှာ photo video location daily lifestyle တွေကိုအများပြသတဲ့အခါ privacy leak ဖြစ်နိုင်တယ်။တကယ်တမ်း social media မှာနေရက်ဒီနေရာတိတိနေစဉ်သွားလာရာမိသားစုအချက်အလက်ကိုမတိမတာပိုပိနေတတ်ပါလေ။ဒါကြောင့် identity leak ဖြစ်ပေါ်လွယ်ပါလေ။ location sharing of tab profile privacy friend only tab personal info များများမတင်သင့်ပါဘူး။ online မှာဘယ်အကြောင်းအရာမဆိုစုံလင်းစွာရှိတယ်။ဒါပေမဲ့ wine lens fake news sexual content တွေမလွယ်မသိဝင်လာနိုင်တယ်။အထူးသဖြင့်ကလေးတွေက cartoon ကြည့်ရင်လည်း unfiltered video တစ်ချက်နှိပ်တာနဲ့မတင်တော်တဲ့ content တွေဝင်သွားတတ်ပါတယ်။ short videos games notification စားတဲ့အရာတွေကအတိတ်မထင်ခဲ့လောက်အောင်ဆွဲလန်းစေပါတယ်။အဲဒီတော့ sleep loss, study focus down, attention spam တို့သွားခြင်း social life ညံ့သွားခြင်းဖြစ်လာတတ်ပါတယ်။ ဒီထက်နောက်ကကြောင်းတာအများကြီးရှိပါတယ်ဒါပေမဲ့တီးပြီးသုံးတာပို့ပြီးလုံချုံပါတယ် like subscribe လုပ်ပေးဖို့မမေ့ပါနဲ့ဗျာအားလုံးကိုကျေးဇူးပါ